သက်52နှစ်အရွယ်ထိုင်းမျိုးသားကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးခဲ့ပြီးတရားမဝင်ဂေါ်လီထက်ထွားစေးထိုးဝင်ဆောင်မှုတွေကိုသူ့ရဲ့ကားပေါ်မှာလှုပ်ဆောင်နေတော့ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့အော်တိုဘားလ20ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ဘန်ကောက်ချက်တူချက်ခရိုင်ကံဖအန်း6လမ်းမှာအဖမ်းခံရတဲ့ဖိတရာမွန်အင်းဆိုတဲ့အမျိုးသားဟာလိမ်မိုင်းဆိုင်ရာအနေရရှိတဲ့ခေါ်လီထဲပေးခြင်းအမျိုးသားအင်္ဂါအားကြီးထွားစေရန်စေထိုးသွင်းခြင်းစတာတွေကိုလှုပ်ဆောင်ပေးတယ်လို့တစ်တော်မှာကြေညာပြီး ဖမ်းဆီးခံရမှာဆိုတဲ့အတွက်ခွဲစိတ်မှုလုပ်ငန်းတွေကိုသူ့ရဲ့ကားအတွင်းနဲ့ customer ရဲ့နေအိမ်တွေမှာ လိုက်လံဝန်ဆောင်မှုလုပ်ပေးနေတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကဖမ်းဆီးခြင်းကားအတွင်းမှာပလဲခေါ်ကော်လီအလုံး၄တောင်ပဲစိတ်ပုံနှလုံးပုံစေးတော့ပုံစတဲ့ပစ္စည်း198လုံးကိုတင်စီရမိပြီးခွဲစိတ်ရမှာအုံပြုတဲ့ခွဲစိတ်ပစ္စည်းမေးစင်းနဲ့တခြားဆေးပစ္စည်းတွေကိုပါတင်စီရမိခဲ့ပါတယ်။သူဟာပလဲတလုံးတွင်ကအတွက်ဘတ်တထောင် အရေးပြားခွဲစိတ်ဖြတ်တောက်ခပန်း9000နဲ့ကြီးထွားမှုလုပ်ငန်းစဉ်အတွက်ဘတ်တောင်းချူပြီးဝန်ဆောင်မှုပေးနေတယ်လို့သိရပါဗျာ။